မြန်မာစက်ကောမပညာကျွန်တော်တို့မြန်မာအရာစုတွေမှာစက်ရန်နေရာအတက်ပညာတွေနဲ့ဖန်တီးတဲ့စက်ကောမပညာရက်တစ်ခုရှိကြတယ်လို့ယူဆယုံကြည်ကြပါတယ်စက်ကောမအတက်ပညာဆိုတော့ကပါဠိလိုဘုဒ္ဓဝါဟာနာလို့ခေါ်ပါတယ်စက်ကောမအတက်ပညာကိုရှေ့ခေတ်မြန်မာတွေကတက်မြောက်ခဲ့ကြပြီးလက်ဆင့်ကမ်းခဲ့တဲ့ပညာရက်တစ်ခုလို့ဆိုပါတယ်ချင်းမြန်မာမင်းတွေရဲ့ဘုရားစီတွေမှာတက်ဆင်ထားတဲ့ဓာဆက်လန်ဆက်ဓာဆက်ကြလန်ဆက်ကြတွေပြင်သမီးဆက်တုံးမီးပြန် ၊စင်ကလုတ်၊မြင်းကလုတ်စတဲ့စရေးစရာဆက်လက်နဲ့တွေကအံ့အားသင့်စရာကောင်းလာပါပြီ။ဘာကြီးတော့ဘုရားလက်ထက်နဲ့ဘိုးတော်ဘုရားလက်ထက်မှာတည်ထားခဲ့တဲ့ဘုရားစီတော်တွေမှာဆိုရင်လေတကောမအတက်ပညာနဲ့ဆက်ရန်ရားတွေထည့်ခဲ့တယ်လို့လည်းဆိုကြပါပြီ။ဒါပြင်ဘိုးတော်ဘုရားကဥပ္ပဝုကိုစက်တုံးလောက်ခိုင်းတဲ့အကြောင်းအရာမှာဆိုရင်လေသမီးစက်တုံးတွေအကြောင်းကိုမြင်တွေ့နိုင်ပါပြီ။နောက်ထပ်ထင်ရှားတဲ့ချက်ကတော့ဟန်တာရီပြည့်ရှင်တပတ်စီရီမင်းလက်ထက်မှာလေနိုင်ငံရဲ့ချားကအတံမဲ့တွေရောက်ရှိလာခြင်းမှာ မြမစစ်တပ်အားဓာရီလန်ရီတွေပြင်းရန်ရာအတက်ပညာတွေဓာကုတ်လန်ကုတ်တာတွေလုံနိုင်တဲ့စစ်ရုပ်တွေကိုပါပြသခဲ့တယ်လို့ဆိုကြပါရည်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြေတန်လွင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရည်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူထုံးဖြစ်ပါရည်ခင်ဗျာတကယ်တော့ဒီအတက်ပညာတွေဟာရှေခေရောမရီစီကနေစဉ်တက်လာတာလို့ယူဆရပါရည်မြန်မာပြည်ကိုစကောမအတက်ပညာရောက်ရှိလာဖို့အနည်းဆက်ဆုံးကတော့အိန္ဒိယကနေကူးပြောင်းလာတာလို့ယူဆထားကြပါရည် အိန္ဒိယလောကပညာတက်ကြမှာဂေါတမဘုရားရဲ့ဓာတ်တော်မွေတော်တွေကိုအသာတသက်မင်းကစူပေါင်းဌာပနာပြီးဇေဒီတဆူတည်ထားခဲ့ပါရီအရိဇေဒီရဲ့ဌာပနာတွေကိုစောင်းလျှောက်ဖို့အတွက်အသာတသက်မယားသကောမအတက်ပညာတွေနဲ့ပြုလုပ်စီရင်ထားတဲ့လက်နဲ့ရန်ရားတွေစရုပ်တွေထားရှိကြတယ်လို့ဆိုထားပါရီအဲ့ဒီကျမ်းကပါဠိလို ရေးသားထားတဲ့ကျမ်းစာတစ်စောင်ဖြစ်ပြီးတော့တချို့ကလည်းစနေရသူကပေါ်ပေါက်ခဲ့တဲ့မြမပြီကကျမ်းဖြစ်တယ်လို့လည်းဆိုကြပါရီ ဘလိုပင်ဖြစ်နေပါသည်အရိကျမ်းမရေးသားဖော်ပြထားချက်အရအစာတသက်မယစကောမအတတ်ပညာရှင်တွေကိုခန့်ပြီးဘုဒ္ဓဝါဟာနဆယံတရားတွေကိုပိုင်ဆိုင်ထားသူလို့ဆိုနိုင်ပါသည်တချို့သမိုင်းစာပေတွေမှာဆိုရင်အစာတသက်မင်းမှာဆယုပ်စစ်တီတော်တွေနဲ့ကောင်းဝင်မမပြန်တတ်နိုင်တဲ့ယထာပြန်ရင်ပြန်တွေတောင်ရှိတယ်လို့ဆိုကြပါသည်ရှေခကနေပညာပစ္စည်းတွေကိုတွင်တွင်ကျကျအသုံးပြုခဲ့တယ်လို့အထူးသဖြင့်ဖေဖော်ဝါရီမှာအသုံးချခဲ့ကြပါသည် ရှီယောင်းအိန္ဒိယစာပေတွေမှာဒီကနေ့ခေတ်နျူကလ িয়ার လက်နက်တွေနဲ့ရေမြန်တွေလိုလက်နက်စမ်းတွေတုံးချောင်းရေးသားထားတဲ့အထောက်အထားတွေလည်းရှိပါသေးအသာတတမေမသကောမအတက်ပညာရှင်တွေခန့်အပ်ထားပြီးဘုဒ္ဓဝါဟာနစာရန်ရားတွေကိုပိုင်ဆိုင်ထားသူလို့ဆိုတဲ့အတွက်သကောမအတက်ပညာကအသာတတမင်းစီကနေစတင်လာတာတော့မဟုတ်ပါဘူးအသာတတမင်းလက်ထက်မှာသကောမအတက်ပညာကိုရေကေရောမအင်ပါယာဖြစ်တဲ့ရောမဝိဇယအတိုင်းကယူလာတဲ့ပညာရှင်တယောက်ရှိခဲ့ပူပါရီ သူကပဲအစားတသက်မင်းအတွက်သူတင်ယူခဲ့တဲ့စကောမအတက်နဲ့စရုပ်တွေရင်းပြန်တွေရန်ရားတွေကိုဖန်တီးပေးခဲ့တာဖြစ်ပါလိမ့်ဒီအကြောင်းတွေကိုရေးသားဖော်ပြထားတဲ့ကျမ်းစာတွေထဲမှာအစားတသက်မင်းစီမားခါစားတဲ့ဒီပညာရှင်ကိုမူရင်းစာမကူကဗမာဗမာလူရေးသားထားတာကို တွေ့ရပါလိမ့်အရိကေကမြမဆိုရာမရှိသေးပေမဲ့ဗရဝီနေထားရဗမာလူသုံးလိုက်ပုံရပါလိမ့်အရိကေအခါကရောမရီယာဒီပညာရက်ကိုလွယ်လွယ်နဲ့လက်ဆင့်မကန်းတလို့ တမျောက်သူတွေကိုလည်းအင်ပါယာအပြင်ထွက်တာနဲ့တပ်ပစ်ခဲ့တာမျိုးတွေရှိခဲ့ပါပြီ။ဒီလိုထိန်းချုပ်ထားပေမဲ့ဗမာစကောမပညာရှင်အောင်ရောမရီစီကဒီပညာကိုမရရအောင်တင်ယူဖို့ဆုံးဖြတ်ခဲ့ပါပြီ။သူကရောမကိုကိုယ်တိုင်သွားရောက်ခဲ့ပြီးရောမအင်ပါယာကစကောမပညာရှင်ကြီးရဲ့တမိကိုယူကရောက်မှပြတဲ့သူစီကပညာတွေကိုတောင်းခဲ့တယ်လို့ဆိုပါပြီ။တယောက်ကြားလေးမွေးဖွားလာတဲ့ခမရောတာပြစ်သူကိုအရိပညာရွတ်တွေပြန်လဲတင်ကြားပေးခဲ့ပါပြီ။ ဒီလိုနဲ့တာဘာနီယောစလုံးသကောမအတတ်ပညာရှင်ကြီးတွေဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့အဲ့ဒီတာဘာနီယောကရောမကနေထွက်ပြေးပြီးအစာတသက်မင်းစီကိုခုံလုံဖို့ထွက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့လန်ကီမှာရောမတွေကသယုတ်ပြန်တဲ့လိုက်တဲ့အချိန်မှာအဘေကတေဆုံသွားပြီးတော့တာပြေသူသားလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီနောက်တာပြေသူသကောမပညာရှင်ဟာအစာတသက်မင်းစီမှာခုံလုံရင်းဆက်ရနေရတွေကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီနောက်နေပေါင်းများစွာအကြာအာတော့ကမင်းကြီးလက်ထက်ရောက်တဲ့အခါမှာတော့ အသာတသက်မေလာထက်ကဗျာဒါပနာတွေရှိကြတယ်ဆိုတာသိပြီးရှာဖွေဖို့လုပ်ခဲ့ပါပြီ။အရင်မှာပဲအာတောကမယဆက်ရုပ်တွေဆက်ရန်ရီဓာတ်ဆက်လန်ဆက်တွေကိုတွေ့ရပြီးဒါရီကိုဖြည့်ရှင်းနိုင်မှုပညာရှင်တွေကို ရှာဖွေရပါတယ်။အရင်ကမှအသာတသက်မေလာထက်သကောမပညာကိုအစင်းစင်းလက်ဆင့်ကမ်းလာတဲ့သူကိုအာတောကမင်းကရှာဖွေတွေ့ရှိခဲ့ပါပြီ။သူပညာရှင်ကပဲဗျာဒါပနာတွေကဒုံညုံရင်းအစီမံတွေလှုပ်ထားတဲ့ဆက်ရန်ရီကိုဖယ်ရှားပြီးအာတောကမင်းကြီးရဲ့တာသနာပြုမှုကိုအထောက်ပံ့ရစေခဲ့ပါပြီ။ အာတော်ကမယားအရိခေခါကအလွန်ဘုံတကိုကြီးမားတဲ့သာသနာပြုမင်းဖြစ်ပြီးတော့ကမ္ဘာနဲ့ကိုလည်းသာသနာပြုပုဂ္ဂိုလ်တွေကိုဆဲလုခဲ့ပါသည်။သမိုင်းတော်သားတွေအားအာတော်ကမင်းကြီးအားရောမတွေဂရိတွေနဲ့ဆက်နွယ်မှုတွေရှိခဲ့တာမို့အာတော်ကမင်းရဲ့ပညာရှင်တယောက်ကစကောမအတန်နဲ့သယန္ဒရာတွေကိုဖယ်ရှားခဲ့တယ်ဆိုတာကိုရောမတို့သိရှိသွားခဲ့ပါသည်။ရှင်းမပြောခဲ့သလိုပဲစကောမတန်ဟာရောမတွေရဲ့မူပိုင်ဤပညာတွေဖြစ်တာအကြောင်းဒီစကောမပညာရှင်ကိုရောမတွေကလောက်ကျန်ခဲ့ကြပါသည်။ ။ဤအကြောင်းအရာတွေကတော့စကောမဆူရာကိုစတင်နာမည်ကြီးလာစေတဲ့အကြောင်းရင်းတွေပဲဖြစ်ပြီးတော့စကောမနဲ့မြန်မာဆက်ဆက်နေတဲ့အကြောင်းအရာတွေကတခုလည်းဖြစ်ခဲ့ပါသည်။ဗယမကြီးရှင်စောဘူအားဆိုရင်လည်းရွှေတကုံစေတီတော်အမြတ်ကြီးမှအလိုတန်းကြီးကျယ်လှုပ်ပြီးတဲ့နောက်ပိုင်းဌာပနာတွေကိုမတမာသူတွေလက်ထဲကနေကာကွယ်နိုင်အောင်ဖျားဌာပနာတိုင်းမှာစကောမအတက်နဲ့ဓာဇက်လန်ဆက်နဲ့သယုတ်တွေကိုထည့်သွင်းစီရင်ခဲ့တယ်လို့ဆိုကြပါသည်။ ရန်ကုန်ဘုရားဌာပနာတိုက်သကောမရန်ရာဟာရန်ကုန်မြို့ရဲ့ဒီရေအားနဲ့လဲပတ်တဲ့ဆက်လို့လဲဆိုကြပါရီ။ဂရာမာချူရီနဲ့အရေးကိုအသုံးပြုပြီးလဲပတ်စီတဲ့အတတ်ပညာတခုလို့ဆိုပါရီ။ထိုကိကရွှေတကောင်ဘုရားရင်မင်းတော်အပေါ်ညတကောင်လူချေတိတ်တဲ့အချိန်မျိုးမှာဘုရားရင်မင်းတော်ကိုနားနဲ့ကနားထောင်လိုက်ရင်ဓာတန်လန်တန်တွေလိုမျိုးကြားရတယ်လို့တက်ကြီးစကားတွေကိုကြားခဲ့ရပူပါရီ။ရေမြမာတွေမှာဒီလိုအတတ်ပညာမျိုးရှိကြတယ်လို့ထင်နိုင်စရာအကြောင်းရင်းတွေရှိခဲ့ပေမဲ့ ခေတ္တရွေလျားလာတဲ့အခါမှာသကောမတက်ပညာဟာတဖြည်းဖြည်းတိမ်မြုပ်လာပုံရပါသည်ထိုတက်ပညာကိုပြန်လည်ပေါ်ထုတ်ခြင်းနဲ့ကနောင်မင်းသားကြီးအားဆိုရင်လည်းသက်ဆိုးမရှိခဲ့ရရှာပါဘူးဒီလိုနဲ့ပြောက်ွယ်သွားရတယ်လို့ယူဆရတဲ့သကောမပညာရဟာဆိုရင်အခုချိန်မှာတော့ဒဒိုင်လိုလိုပုံမင်းလိုလိုသားကြံရှိခဲ့ပါကြောင်းဘௌဒ္ဓရာဇီယံတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါ रे ခင်ဗျာအခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါ रे ခင်ဗျာ ။နောက်ထပ်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားဖို့ရအောင်တဲ့တမိုင်းအကြောင်းအရာများစွာကိုတင်ဆက်ပေးသွားအောင်ပါမူ။ channel လေးကို like and subscribe လေးနဲ့ဒါပေးဖို့လည်းတောင်းဆိုလိုက်ရပါရခင်ဗျာ။